ြင်းထန်ရဆင်းရဲစာချုပ်ကိုသဘောမတူလို့လက်နဲ့ပြန်ခံရပါတယ်ဆိုလို့ရှင်တော့ဒါဒုံရင်ဒုံရင်ဖြစ်နေမှာပဲလေဒီစာချုပ်ကလည်းစစ်တပ်ကဆွဲပြီးတဲ့စာချုပ်ရယ်လို့တော့ပြောလို့မရဘူးဗျတကယ်တမ်းကျတော့ဒီစာချုပ်ကဦးစီးပြီးရေးဆွဲခဲ့တာကကချင်အဖွဲ့တွေပါတယ်ပြည်ရင်အဖွဲ့တွေပါတယ်ဥမာ KIA နဲ့ KNU အဖွဲ့ကောင်းဆောင်နေပေါ့နော်ဒီသူတို့ရေးဆွဲလာတဲ့စာချုပ်ကိုမှညီလာခံမှာပြန်တင်ပြလာတဲ့အခါကျတော့စစ်တပ်ဘက်ကနေပြီးတော့ပြန်ပြုတ်ပြန်တာပြန်ပြီးတော့ပြင်ဆင်ချက် သေးချာလောက်တာကသူတို့ငကုံမူရင်းရဲ့ဆရာကိုင်းနှုံးတော်တောင်မရှိဘူးပြန်ပြီးတော့ဆွေးနွေးပြီးတော့ပြုပြင်လိုက်တာလေအဲတော့အများစုက ပြောရမယ်ဆိုလို့ရှိရင်တိုင်းရင်းသားတွေဘက်ကတင်ပြလာတဲ့ဟိုစာချုပ်ပဲဒီစာချုပ်ကပြောရမယ်ဆိုလို့ရှိရင်တော့တကယ်ကိုအားလုံးလက်ခံထားတဲ့အားလုံးသဘောတူထားတဲ့စာချုပ်ပဲအဲတော့ဒီစာချုပ်ကို သူတို့မှာပြဿနာရှိသွားတာကတော့စာချုပ်ကိုလက်မှတ်ရေးထိုးပြီးတော့ implementation တော့ပါိုင်မယ်ဗျ။ implementation ဆိုတော့ဒီစာချုပ်ကြီးကိုဟိုလက်မှတ်ထိုးပြီးတော့သဘောတူညီချက်တွေကိုရှေ့တိုးဆောင်ရွက်တဲ့နေရာမှာဟိုနှောင့်နှေးကြံ့ကြာမှုဂရိပြတ်မှုအပိုင်းနေပေါ့ဗျ။အဲ့တော့နှောင့်နှေးကြံ့ကြာမှုဂရိပြတ်မှုအပိုင်းနေကဘယ်အချိန်ပိုင်းခြားမှာဖြစ်ခဲ့သလဲဆိုတာကိုပြန်ကြည့်ဖေးချပြန်စဉ်းစားကြည့်လို့ရှိရင်သိနိုင်လိမ့်မယ်။နော်စာချုပ်ချုပ်တာက2015ခုနှစ်9နှစ်ကျော်6နှစ်နီးပါ ပြောရမယ်ဆိုလို့ရှိရင်တော့ညောနေခဲ့ပြီးတော့မှ2021မှာအခုအာနာသိန်းကလည်းထပ်ဖြစ်လာတဲ့အခါကျတော့ကျင်းပြောရမယ်ပြောရမယ်ကြဆိုလို့ရှိရင်ဗျာဟိုကြောက်သေးကြကန်ဒီကိစ္စကြီးတစ်ခုကိုလက်ညှိုးလေးနဲ့တောက်ချလိုက်တယ်လို့ပေါ့အဲ့တော့အာနာသိန်းနဲ့အာနာသိန်းလို့ဒါကစာချုပ်ကြီးကိုဖောက်ဖြစ်လို့ ချို့တွေကစာချုပ်ကနေပြီးတော့ဖြစ်ပြဲသွားပြီးစာချုပ်ကနေထွက်သွားပါတယ်ဆိုတော့အခြေအနေမျိုးဖြစ်လာတယ်လေဒါပေမဲ့တေချာပြန်စဉ်းစားကြည့်လို့ရှိရင်ဒီစာချုပ်မအောင်များတဲ့အချက်ဒီစာချုပ်ပေါ်လူတွေမကြည်မနှက်ဖြစ်ရတဲ့အချက်ဟာစစ်တပ်အာဏာသိမ်းတဲ့တခုတည်းတော့မဟုတ်ဘူးဗျအဲ့မတိုင်ခင်9နှစ်လုံးလုံးရှိသေးတယ်။အဲ6နှစ်ပြီပါဗောနော်။အဲ့အတွင်းမှာ implementation အပိုင်းပါဗောဗျာ။မအောင်မြင်ခဲ့တာတွေအများကြီးရှိတယ်ဗျာ။နောက်နေကြကြနဲ့နေခဲ့တာတွေအများကြီးရှိတယ်။